တနင်္ဂနွေသားသမီးအားလုံးမင်္ဂလာပါတနင်္ဂနွေသားသမီးတွေအတွက်ဆယ်လာပိုင်းတစ်လစာအတွက်တိုးဆက်ပေးတယ်လာပြီဗျာအပေါ်မှာ1အောက်မှာ2အဲ့ဒီနံပါတ်ကိုကြားပါလေဗျာအဲ့တော့အပေါ်မှာ1အောက်မှာ2အဲ့ဒီနံပါတ်ကိုကြားပြီဆိုလို့ရှင်တော့တနင်္ဂနွေသားသမီးတွေကဒီချိန်မှာသူများကဲ့ရတာအပြစ်ပြောတာဝေဖန်တာတွေကြုံတွေ့ရတတ်တယ် လက်ရှိနေရာမှာနေရတာမပြောရွှင်တာမျိုးကြုံတွေ့ရတတ်ပါတယ်နောက်တစ်ခုကဘာတွေကြုံရမလဲဆိုလို့ရှိရင်စိတ်အလွန်တိုးစရာမျိုးတွေဖြစ်တတ်ပါတယ်အဲ့တော့ဒီချိန်မှာတနင်္ဂနွေသားသမီးတွေတော့ငွေကြေးအတွက်ပူပင်တော့ကများတတ်တယ်အဲ့တော့ဝင်ဝင်နဲ့ပတ်သက်ပြီးမယောင်ရင်မတည်တည်နိုင်တဲ့ပုံစံမျိုးတွေကြုံတွေ့နိုင်တယ်တနင်္ဂနွေသားသမီးတွေဒီကာလအတွင်းမှာအကျိုးပေးတဲ့နေနံတွေကကြာသာပေးသားသမီးပုံတခုသားသမီး ကြာသာပေးနဲ့စာတော်လုပ်ငန်းကံကံစနေနဲ့စာတော်လုပ်ငန်းကံကံတွေကဒီကာလအတွင်းမှာအကျိုးပေးပါလိမ့်မယ်ဒီတလာလုံးမှာကံကောင်းဖို့အတွက်ဆိုလို့ရှိရင်တော့မုတ်ဖတ်ထုတ်ဖရားမှလူမဲ့မုတ်ဖတ်ထုတ်စားပြီးတော့ဆူတောင်းပါအဲ့ဒါဆိုရင်တနင်္ဂနွေသားသမီးတွေတော်တော်များများကံကောင်းပါပါလိမ့်မယ်ရှောင်းရမှာကတော့ကျက်သားသွားသည်အဲ့ဒီဥစ္စာငမျိုးကိုရှောင်းပေးတင်ပါတယ်အဲ့တော့ဘာသာရေးနဲ့ပတ်သက်ပြီးလှုပ်ချင်တဲ့စိတ်အဲ့လိုဟာမျိုးတွေသူ့မှာနေသွားတတ်တယ် လက်ရှိနေရာမှာနေရတာမပြောတာမျိုးလက်ရှိအလုပ်ကိုလုပ်ရတယ်လုံရင်းလုံရင်းနဲ့စိတ်ကုံသွားတာမျိုးအဲ့လိုကမျိုးတွေဖြစ်တတ်ပါလေငွေမများဝင်ဖို့အတွက်ဆိုလို့ရှိရင်တော့ဘုံကြီးအကြောင်းကိုသိသိသုံးမျိုးဒူတန်းပေးတာအကောင်းဆုံးပါပဲနောက်တစ်ခါလုံငန်းကိန်းကနေအောင်မြင်ဖို့ဆိုလို့ရှိရင်တော့ဖျားမှာလက်ဖိတ်ရည်ရဲ့နွားနို့ရဲ့ကတ်တူပေးအဲ့တော့နောက်ထပ်ပါဒီနိုင်ငံရချားနဲ့ပတ်သက်ပြီးသတင်းကောင်းဆက်သွယ်ကောင်းအဲ့လိုဟာမျိုးနဲ့ပတ်သက်ပြီးလိုချင်တဲ့ဟိဆိုလို့ရှိရင်တော့ခွေးအဲ သတောင်းစားများကို ကြက်သားပါသောအစားအစာများလူဒန်းပေးပါကျွေးမွေးပေးပါအဲ့ဒါဆိုရင်တော့ကံကောင်းသွားပါလိမ့်မယ်ခရီးသွားမဲ့မိတ်ဆွေများအတွက်ကတော့ဒီကာလအတွင်းမှာခရီးစဉ်နဲ့ပတ်သက်ပြီးကူညီမှုတွေပံ့ပိုးမှုတွေအဲ့ဒါလိုအထောက်ပံ့ဖြစ်မဲ့ဟာမျိုးတွေကြုံလာပါလိမ့်မယ်အစားအစာရမိတ်ကောင်းဆွေကောင်းတွေနဲ့တွေ့လာပါလိမ့်မယ်အဲ့တော့ဘုရူသားသမီးတွေဒီကာလအတွင်းမှာဘာတွေထပ်ပြီးတော့တွေ့ထားသေးတယ်ဆိုလို့ရှိရင်အပေါင်းအသင်းနဲ့ပတ်သက်ပြီးကောင်းသောသူတွေနဲ့ပေါင်းသင်းရတာမျိုး တော့ဘသူကကောင်းတယ်ဘသူကငါပေါ်မကောင်းဘူးဆိုတဲ့ဥစ္စာမျိုးတွေကြကြနာနာဝေဖန်ပိုင်းခြားနိုင်တာမျိုးတိတိတတခင်တင်ရှားရှားသိလာတာမျိုးအဲ့တလိုဟာမျိုးကြုံတွေ့ပါလိမ့်မယ်အဲ့တော့နောက်ထပ်ထွေထွေထူးထူးတော့ဘာမှတော့ပြောစရာမရှိတော့ပါဘူးအဲ့တော့ဘုဒ္ဓဘုသာသမိတွေအတွက်ကံကောင်းဖို့ဆိုလို့ရှင်အဲ့ကြသားဒီတနင်္ဂနွေသာသမိတွေအတွက်ကံကောင်းဖို့ဆိုလို့ရှင်တော့အိမ်သာရေစေးမဲ့တောက်ရေကိုကိုယ်တိုင်ရေထည့်ပေးမယ်အဲ့ဒါလေးတွေပါလုပ်ပေးပါအားလုံးအဆင်ပြေသွားပါလိမ့်မယ်ကျွန်တော်ကျော်စိမ့်ဖန်ပါဆယ်လာပိုင်းတလားစာ2025အတွက်ပဲဖြစ်ပါတယ် အားလုံးတနင်္ဂနွေသားသမီးအားလုံးအရောက်တိုင်းရောက်တိုင်းကျမ်းမာချမ်းသာလို့ဆန္ဒပြုပါပါစေလို့ဆန္ဒပြုမေတ္တာပို့ပါတယ်ဗျာကျွန်တော်ကျော်စိန်ဖာပါကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့စောစော2953803358ဖုန်းနံပါတ်ပါပဲဗီဒီယိုဟောပြောချင်ရတော့နေ့လည်17နာရီနဲ့17နာရီတွင်ကိုပုံဆက်မယ်နံပါတ်စင်းပေးမယ်ညနေ3နာရီခန့်တူချင်းစီကိုပြန်လည်ဟောကြားပေးလျက်ရှိပါတယ်။တနင်္လာသားသမီးများအတွက်ဒိုးဆက်ပေးတယ်။ တင်းလာသားသမီးတွေအတွက်အပေါ်မှာ6အောက်မှာ6အဲ့ဒီနံပါတ်ကိုကြာပါလေအဲ့တော့ဒီချိန်မှာတင်းလာသားသမီးတွေကဘယ်လိုဟာမို့ကြုံမလဲငွေကြေးနဲ့ပတ်သက်ပြီးဝင်ဝေကောင်းနေရရှိမယ်လို့သူကပြထားပါတယ်ဘဝတိကနဲ့ပြန်လဲစတင်ရလိမ့်မယ်တင်းလာသားသမီးတွေအဲ့တော့တင်းလာသားသမီးတွေဒီကာလအတွင်းမှာတသလုံးအတွက်အချိုးပေးမဲ့အလုပ်စတဲ့လောက်ကန်ရတာမျိုးကြီးပွားချမ်းသာမဲ့အလုပ်ကိုဒီချိန်မှာစတင်ရတာမျိုးတွေကြုံတွေ့ရလိမ့်မယ် ဲ့တော့အိမ်အောင်ရှင်မိတ်ဆွေများဖို့ကတော့မိန်းကလေးများဖို့ကတော့အိမ်အောင်ရေးမှာအဆင်မပြေဖြစ်တတ်တယ်။စိတ်ကုံစရာတွေစိတ်ညစ်စရာတွေပူပင်တော့ကြတယ်အဲ့တလို့ဟာမျိုးတွေဒီတလာလုံးမှာကြုံဆုံတတ်တယ်ဗျာ။ယောက်ျားကလေးများဖို့ကတော့အိမ်အောင်ရေးကံမှာနည်းနည်းလေးတက်တာမယ်ကောင်းမယ်လို့သူကပြထားတယ်။အဲ့တော့ဒီကလအတွင်းမှာဆက်ပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာလည်းစိတ်ညစ်စရာကြုံရတာမျိုး။စာရွက်စာတမ်းစာချုပ်စာတမ်းနဲ့ပတ်သက်ပြီးလို့ရှင်လေအဆင်မပြေမှုတွေကြုံတာမျိုးအဲ့တလို့ဟာမျိုးဖြစ်တတ်တယ်ဗျာ။ ကာလရှည်ကြကွဲကွာခဲ့တဲ့မိတ်ဆွေဆွေအပေါင်းအသင်းတွေနဲ့လည်းပြန်လည်ဆုံတွေ့တတ်တယ်မဆုံဘူးဆိုတဲ့သူတွေနဲ့ရုပ်တရက်ပြန်လည်ဆုံတွေ့တာမျိုးထူးထူးခြားခြားကြုံတွေ့နိုင်တယ်အဲ့တော့ဒီကာလအတွင်းမှာအလုတ်တခုကိုဆွန့်လုပ်ပြီးတော့နောက်ထပ်အလုတ်တခုကိုစတင်ကြိုးစားတဲ့ကာလလို့လည်းသူကပြောထားပါဗျ။အဲ့ဒီအတွက်ကြောင့်ဒီချိန်မှာကို့အတွက်ကိုစလိုက်တဲ့လုပ်ငန်းတွေနောက်တစ်ချိန်မှာကို့အတွက်ကြီးပွားချမ်းသာမဲ့အလုတ်ဆိုတာအကျင့်တွေပြုတ်ပြီးပါ ဒီအလုတ်ကအစလုတ်တော့ကတော့အဆင်မပြေဘူးလူတကာကဲ့ရဲ့မယ်အပြစ်ပြောမယ်ဝေးပန်မယ်ဆွေမျိုးသားချင်းညီကိုမောင်မောင်မအစာကိုမယုံဘူးအထင်သေးတယ်အဲ့တော့နေလုတ်တဲ့အလုတ်ကအလကားပါဟဲ့ဒီကောင်ယူးမြသွားပြီလားဒီကောင်မှယူးမြသွားပြီလားဆိုတဲ့ပုံစံမျိုးအထီအောင်သူတို့စိတ်ထဲမှာကိုကိုတတ်မှတ်တတ်တယ်ဒါပေမဲ့ကိုမယူးဘူးဆိုတာကိုပဲသိတယ်လေအဲ့တော့ကို့အတွက်ကောင်းမဲ့ထင်လို့ကိုဝါသနာပါရကိုလုတ်တာ နောက်တစ်ချိန်မှာအဲ့ဒီဝါသနာပါရလေးရပဲကို့အတွက် လူလားမြောက်ွားလူလားမြောက်မြောက်ပေါ့နော်သူတော့မှတိုးတဲ့အောင်ရင်မှုတူတူကြကြကြုံတွေ့ပါလိမ့်မယ်ကဲနောက်ထပ်ဆက်ပြီးနားထောင်ပြီနော်တနင်္လာသားသမီးတွေမှာငွေတွေအထွက်များတတ်တယ်ငွေရတတော့ကိုအထွက်များတာမျိုးကြုံတွေ့ရတတ်တယ်နောက်တစ်ခုကဘာတွေထက်ကြုံရမလဲဆိုလို့ရှိရင်မိတ်ကမိတ်ဟောင်းဆွေဟောင်းနေတဲ့နော်လူရင်းနေတဲ့စကားများမယ်စိတ်ဝင်ကြွယ်မယ်မိသားစုနဲ့တော့နည်းနည်းလေးတော့ ကောင်းကစားဖြစ်တတ်တယ်အဆင်မပြေမှုတွေကြုံတွေ့တယ်ကောင်းသောလမ်းခွဲခြင်းမျိုးတွေလည်းလာတတ်တယ်နောက်တစ်ခုပါပြထားလဲဆိုလို့ရှိရင်အိမ်တော်ရဲ့မိန်းကလေးများဟိုကတော့ကိုယ့်ရဲ့အိမ်တော်ဘက်ကိုတန်ဖျားစိတ်တွေအယံဝင်တတ်တယ်ငါ့ကိုလိန်နေတာပဲဆိုတာမျိုးသူ့စိတ်ထဲမှာတတိချယုံကြည်နေတယ်ပြီးနေတယ်လို့သူကပြထားတယ်အဲ့တော့ဘလောက်ပဲလိန်လိန်ကိုကတည်နေတယ်သူ့ဥမာမပြတ်နိုင်တာ အဲ့ဒီအတွက်ကြောင့်ကိုမအလိုလိုနေဒေါသထွက်လာတန်လျာစိတ်ဝင်လာအဲ့လိုဟာမျိုးတွေသူကတနင်္လာသားသမီးတွေမှာဖြစ်တတ်တယ်တနင်္လာသားသမီးယောက်ျားလေးများပူရတော့ဒီကလာအတွက်မှာအိမ်အောင်ရေးနဲ့ပတ်သက်ပြီးနောင်ရေးအတွက်ကိုပဲပူပန်ရတာမျိုးဖြစ်တတ်တယ်အဲ့တော့လက်ရှိအခြေအနေကတော့အကောင့်ဘက်ကိုတော့နည်းနည်းလေးဦးတည်နေပါတယ်ကဲအဲ့တော့ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာဆိုလို့ရှိရင်လည်းကျွေးတင်တဲ့ကိစ္စတွေရစရာရှိတဲ့ကိစ္စတွေအားလုံးအဆင်ပြေပါလိမ့်မယ်လို့ပြထားပါတယ်ကဲကျွန်တော်ကြော်စိမ့်ဖန်ပါပါ ီနေ့ထဲမှာကိုယ်ဒုက္ခပေးမဲ့နေနံတွေကတော့အင်္ဂါတောက်ကြအဲ့နေနံတွေလို့ဒုက္ခပေးတတ်တယ်။ကံကောင်းဖို့အတွက်မိကောင်းဆွေကောင်းအတွက်အထောက်ကူပြုဖို့အတွက်အဲ့တော့နေနံတွေကတော့တင်းလာတဲ့ပုံတို့ပြုအဲ့ဒီနေနံနှစ်မျိုးကကိုယ်အတွက်ကံကောင်းတယ်။အဲ့တော့ဒီကာလအတွင်းမှာခလေးတငယ်များကိုချောကလက်လက်ဆောင်ပေးခြင်းအားဖြင့်ခုအတွက်အညံ့တွေအလုံးပြေရောက်ပြီးတိတိတသာလက်လာပါရှင်လန်းပါလိမ့်မယ်။အဲ့တော့ဒီကာလမှာတင်းနေတာသားသမီးတွေကတော့အရန်ကောင်းပါတယ်။ လုပ်ငန်းတွေစတင်ရတာမိဟောင်းဆူရောင်းနေတဲ့စုံစည်းတာအဲ့လိုဟာမျိုးတွေအဖက်ဖက်ကပြည့်စုံတဲ့ကာလလိုပဲသူကခြုံငုံပြီးတော့တုံတက်လို့ရပါတယ်။ကဲကျွန်တော်ကြော်စင်းဖန်ရပါကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့09 55 380 358ပဲဖြစ်ပါတယ်။ဗီဒီယိုဟောပြောချင်ရတော့နေ့လယ်7:00နာရီကနေ7:00နာရီတွင်ဖုန်းဆက်မယ်နာမည်စီရင်ပေးမယ်။ညနေ3:00နာရီထိအောင်တူးချင်းစီကိုပြန်လည်ဟောကြားပေးတဲ့ရှိပါတယ်။ကျွန်တော်ကြော်စင်းဖန်ရပါအားလုံးအဆင်ပြေဘေးကင်းကြပါစေ။အင်္ဂါသားသမီးများအတွက် ဆယ်လာပိုင်း2025ခုနှစ်ဆယ်လာပိုင်းဒလစာဒိုးဆက်ပေးတယ်။ကဲအဲ့တော့ဒိုးဆက်ပေးတယ်မှာပါကြမလဲ။ဒိုးဆက်ပေးတယ်မှာပါကြမှာဆိုအပေါ်မှာ3အောက်မှာ1အဲ့ဒီနံပါတ်ကိုကြာပါတယ်အဲ့တော့ဒီကာလအတွင်းမှာအင်္ဂါသားသမီးတွေကလုပ်ငန်းကံကံနေတဲ့ပတ်သက်တဲ့ကိစ္စတွေမှာအကြောင်းအမျိုးမျိုးကြောင့်တဝက်တစ်ပြက်နဲ့ရပ်သွားတတ်တဲ့ဝင်ငွေကောင်းတဲ့ကံစားတာတွေသူက ဲ့ဒီအခြေအနေကနေပြီးတော့ရုပ်တရက်ရက်သွားတာနောက်ထပ်အလုပ်တွေစတင်ရတာအဲ့တော့နောက်ထပ်ရည်ရွယ်ချက်ရည်မှန်ချက်အဲ့ဒါလို့ဟာမှုထားတာအဲ့ဒါလို့ဟာမှုတွေဂျုံတွေးလိမ့်မယ်နောက်ပြီးတော့ဒီကလအတွင်းမှာငယ်တဲ့သူတွေကိုစူတာဆဲတာအော်တာငေါက်တာချိန်မောင်းတာမလုပ်နဲ့လုပ်ရင်ကိုယ့်အတွက်အနေရရှိတဲ့ကျမ်းမာရေးညတ်တဲ့နောက်တစ်ခုကမုံဟင်းကမစားနဲ့ရှောင်ပေးရမယ်ကံကောင်းမှုအတွက်ကတော့အုံသီးစိတ်ဖျားမှလူပဲအုံသီးစိတ်ကလေးနည်းနည်းစားပြီးတော့စူတောင်းမယ်ငါတိချင်းနဲ့စတဲ့မိကြီးပွားပြီးချမ်းသာပြီးအောင်မြင်ပြီးဆိုပြီးတော့ အဲ့တိုင်းလေးလောက်ပါမယ်အဲ့တော့နောက်ထပ်ဘာတွေပြောပြစရာရှိသေးလဲဆိုလို့ရှင်တော့အင်္ဂါသားသမီးတွေမှာနောင်ရည်အတွက်ကိုတွေးပူနေတယ်ငါအသက်ကြီးရင်နောက်လာတွေအတွက်နောင်နှစ်တွေအတွက်အသက်လိုဟာမို့စသည်အားဖြင့်သူ့မှာတွေးပြီးတော့ပူပန်မှုတွေများနေရတတ်တယ်အလောက်အကိုင်းနဲ့ပတ်သက်လို့ရှင်လဲဒီကာလအတွင်းမှာကိုယ်မနာလိုတဲ့သူတွေကိုယ်ဘဝပြည့်အောင်လုပ်ချင်တဲ့သူတွေဝိုင်းဝန်းနေနေတတ်တယ် သူတို့ဘလောက်ပဲလှုပ်လို့ကိုယ်အတွက်ကတော့အောင်မြင်ပြီးအောင်မြင်ခြင်းဆိုတာမျိုးကြုံတွေ့ပါလိမ့်မယ်။အင်္ဂါသားသမီးတွေမှာငွေကြေးနဲ့ပတ်သက်ပြီးပေးရမယ်ဟာလည်းမပေးနိုင်ဘူး။ရမယ်ဟာလည်းမရဘူး။ခက်ခဲမယ်။အခြေရေးတန်ပတ်သက်လို့ရှင်လည်းအသက်ရွယ်ကွာခြားတာတွေကြုံမယ်။မိခင်နဲ့ချစ်သူကြားမှာပြားများစရာတွေကြုံမယ်။သားသမီးနဲ့အိမ်နောက်ဘက်ကြားမှာပြားများစရာတွေကြုံတွေ့ရတတဲ့။အဲ့တော့နောက်တစ်ခုကကိုယ့်ရဲ့စိတ်ထဲမှာတူးတယောက်ကိုဆွဲလန်းတာနှိမ့်သက်တာမေ့လို့မရတာ။အဲ့တော့ကျင်းနာစိတ်တွေတစ်ဖွာဖွာနဲ့ မေးဖြောင်းလို့မရတာအဲ့လိုဟာမျိုးတွေထူးထူးဆန်းဆန်းတွေဖြစ်တတ်တယ်ဗျာအဲ့တော့အင်္ဂါသားသမီးတွေမှာဒီကာလအတွင်းမှာနှောင်ရည်အတွက်ကိုကိုကိုစိတ်မချဘူးတွေးပူနေတယ်အဲ့လိုဟာမျိုးတွေများသောအားဖြင့်ဖြစ်တတ်ပါလေကိုလုံးတဲ့ပြဿနာမဟုတ်သူများလုံးတဲ့ပြဿနာကြောင့်ကိုမှရောပြီးတော့အထင်လွဲခံရတာအမုန်းခံရတာအဲ့လိုဟာမျိုးတွေဖြစ်တတ်တယ်သားသမီးနဲ့ပတ်သက်တဲ့အောက်လက်ငယ်သားနဲ့ပတ်သက်လို့ရှင်တော့အဆက်အသွယ်ကောင်းတင်းကောင်းအဝေးတနေရာသွားဖို့အဲ့တော့ကံကြမ္မာကောင်းနေတဲ့ချိန်ဆက်တဲ့ကောင်းတွေရပြီးတော့ ားလုံးအဆင်ပြေပြေဖြစ်သွားလိမ့်မယ်အဲ့တော့နောက်ထပ်ဘာပြောပြခြင်းသေးလဲဆိုတော့ကံကောင်းမှုကတော့ OB စိတ်စားပြီးဆူတောင်းမယ်ရှောင်းရံကတော့ဂျာတာဘေးနဲ့တင်းလာအောင်ရှောင်းမယ်ဂျာတာဘေးနေနဲ့တင်းလာနေနဲ့ကဒီနေ့ထက်မှဒုက္ခပေးတတ်ပါတယ်ဒီနေ့ထက်မှမြေဒီဒုက္ခပေးတတ်တယ်ကာဒုက္ခပေးတတ်တယ်အဲ့တော့အဲ့လိုဟာမျိုးတွေဖြစ်တတ်တာပေါ့ငွေကြေးကိုအကြောင်းပြုပြီးတော့လဲစိတ်ညစ်စရာတွေလာတတ်တယ်ဗျအဲ့တော့ဒီအင်္ဂါသားသမီးတွေမှာ ကန်ကောင်းဖို့အတွက်အကောင်းဆုံးကတော့ငွေများများဝင်ကြတဲ့ဆိုလို့ရှိရင်တော့ခွေးကိုမုံကျွေးမယ်ပေါင်မုံကျွေးမယ်ခွေးကိုပေါင်မုံကျွေးပြီးတော့ဆူတောင်းလိုက်မယ်ဆိုလို့ရှိရင်တော့ပတ်စံတွေအများကြီးဝင်ပါလိမ့်မယ်အချိုးပေးတဲ့နေနံတွေကတော့တင်းငယ်လွေအင်ကာအဲ့နေနံနှမျိုးအချိုးပေးပါတယ်ကဲဒီလောက်ပါပဲအားလုံးအဆင်ပြေကြပါစေဆန္ဒပြုပါတယ်ဗျာကျွန်တော်ကျော်စိန်ဖန်ပါကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့39 295 380 358ပဲဖြစ်ပါတယ်ဗျာ ဘုရဟုသာသမိမိတ်ဆွေများအားလုံးမင်္ဂလာပါဘုရဟုသာသမိတွေအတွက်ဆယ်လာပိုင်း2025အဲ့တလစာအတွက်ဒူးဆက်ပေးတယ်လာပြီဗျာဒူးဆက်ပေးတယ်မှာဘုရဟုသာသမိတွေအတွက်ပါကြမလဲဆိုလို့ရှင်တော့အပေါ်မှာနှစ်အောက်မှာငါအဲ့ဒီနမိတ်ကိုကြပါတယ်ဘုရဟုသာသမိတွေကဒီကာလအတွင်းမှာလက်ရှိနေရာမှာနေရတာမပြောရွှင်တာမျိုးကြုံတွေ့နိုင်သလိုအဲ့တော့ ကိုယ့်ရဲ့ရင်ထဲမှာဘာသာရေးနဲ့ပတ်သက်ပြီးကောင်းတဲ့စိတ်တွေလှုပ်ဖို့ကင်ဖို့ရှေ့ဆက်ပြီးကောင်းကောင်းမွန်မွန်လှုပ်ဖို့တွေတောင်မှပဲစိတ်တက်ကြသွားတာမျိုးဖြစ်တတ်တယ်။အဲ့တော့ဗုဒ္ဓဘုရားသမီးတွေမှာဒီကာလအတွင်းမှာစုံးနေအောင်လန်းနေကိုယ်ပြူစားသလိုမျိုးကိုယ့်ရဲ့ရင်ထဲမှာလေးလံထိုင်းပိုင်းပြီးတော့နေရတာမပြောတာမျိုးအဲ့လိုဟာမျိုးဖြစ်တတ်တယ်သတိထားရမယ်။အဲ့တော့စိတ်ကောင်းနှလုံးကောင်းထားမယ်စိတ်တက်ကြစရာတွေမတွေးနဲ့ ဗုဒ္ဓဘုရားသမီးတွေမှာအတွေးခေါ်ကောင်းဖို့လိုပါတယ်အတွေးခေါ်ပြတ်တာနဲ့သူကဘဝပါပြတ်တတ်တယ်ဒီကာလအတွင်းမှာအရန်အရေးကြီးတဲ့ကာလပါပဲဆယ်လပိုင်းတစ်လစာမှာဗုဒ္ဓဘုရားသမီးတွေကဘလို့ဟာမိုးကြုံမလဲเนาะချို့ကြမ်းပဲချွေတာမယ်စူဆောင်းမယ်ဆိုတဲ့စိတ်တွေအရန်များတတ်တယ်ဒါပေမဲ့ချို့ကြမ်းလို့မရဘူးချို့ကြမ်းမယ်လို့စဉ်းစားလိုက်တဲ့ဂုံပေါက်တွေကသူ့အလိုလိုပေါ်လာတတ်တယ်အဲ့တော့အလုပ်တွေအများကြီးလုပ်ဖို့ရှိပါလျက်နဲ့ကို့မှာဘာတစ်ခုမှ မစနိုင်တာမျိုးမလုံနိုင်တာမျိုးအပြီးမတတ်တာမျိုးအဲ့တလိုဟာမျိုးဖြစ်တတ်တယ်ငွေချင်းနဲ့ပတ်သက်ပြီးလို့ရှိရင်လည်းကိုယ်မှာဆုံရှုံတာတွေနစ်နာတာတွေအဲ့တော့ကိုယ့်ရဲ့ဆုံးဖြတ်ချက်တွေမှားတာတွေအတွေ့အချက်မှားတာတွေအဲ့တလိုဟာမျိုးတွေမှားမှားယွင်းယွင်းဆုံးဖြတ်မိတာမျိုးလုံဆောင်မိတာမျိုးတွေကြုံတွေ့နိုင်တယ်အိမ်တော်ရေးနဲ့ပတ်သက်တဲ့ကိစ္စဆိုလို့ရှိရင်လည်းဗိုလ်ဟူသားသမီးတွေမှာကိုယ့်ရဲ့အိမ်တော်ဘက်ကကောင်းပါလေရဲ့နဲ့ကိုယ့်ရဲ့ကိုယ့်ရဲ့စိတ်ထားကိုယ့်ရဲ့လုံဆောင်ချက်ကိုယ့်ရဲ့ပြောဆိုတွေမှုတွေကအဲ့တော့ အဆင်မပြေဘူးကိုကိုကိုတော့အဆင်မပြေရင်သူများအတွက်ပို့ပို့ဆိုးနိုင်တာပေါ့အဲ့တော့အိမ်အောင်ရေးကိုပြေးလဲအောင်ပဲစဉ်းစားပါပြေးလဲမဲ့စကားပဲပြောပါလို့အကြံပေးချင်ပါတယ်ယောက်ျားကလေးမိတ်ဆွေများပို့ရတော့အိမ်အောင်ရေးမှာစိတ်ကိုစရာလေးအိမ်အောင်ဘက်ကမွေမှုအိမ်အောင်ဘက်ကကြောင်းကိုမှစိတ်ညစ်ရတာမျိုးအဲ့လိုဟာမျိုးတွေဖြစ်တတ်ပါတယ်အဲ့တော့ဘုရူသားသမီးတွေမှာဒီကာလအတွင်းမှာဘာတွေရှောင်ရမလဲဆိုတော့တင်းလာနဲ့တောက်ကြအောင်ရှောင်ပါတင်းလာတောက်ကြဒီနေ့ထဲမှာဒုက္ခပေးတတ်ပါတယ် ကံကောင်းမှုအတွက်ကတော့ပေါင်မုံကိုထောပတ်တော့ဖះမှလူမယ်ပေါင်မုံကိုထောပတ်တော့ဒီကိုယ်တိုင်စားပြီးတော့စီတောင်းမယ်အဲ့ဒါလိုဟာမျိုးလုပ်ပေးလိုက်ပါအဲ့ဒါဆိုလို့ရှိရင်ဗုဒ္ဓဟူသားသမီးတွေဒီတလလုံးမှာလက်လာပါရှင်မရှင်လမ်းမယ်ကံညံ့တွေအားလုံးပြေပြောက်သွားပါလိမ့်မယ်အဲ့တော့နောက်တစ်ခုရှောင်းရမှာကဘာတွေရှောင်းရမလဲဆိုလို့ရှိရင်ကြက်သားသွားသည်အဲ့ဒီဥစ္စာရှောင်းပေးမယ်နောက်အင်းသားရေးစေးမယ် ဗုဒ္ဓဘူးနဲ့ညံ့နေတိုင်းညံ့နေတိုင်းမှာဒီတလာလုံးမှာမကြမကြအိမ်သာရေးစေတောက်ရည်ကွက်တွေကိုတိုင်းစေတောက်ရည်တွေကိုတိုင်းလှူအဲ့တောက်ရည်ဘူးတွေကိုပစံနဲ့ပေးအဲ့တလူဟာမို့လှုပ်ပေးလိုက်ပါအဲ့ဒါဆိုဗုဒ္ဓဘူးသားသမီးအားလုံးအဆင်ပြေပြေကံကောင်းလက်ရွှင်သွားပါလိမ့်မယ်လို့ပြောရင်ကျွန်တော်ရဲ့တလာစာဟောပြောဟောပြောမှုကိုဒီမှာပဲညီကုန်းချုပ်ပြရစီကျွန်တော်ကြော်စင်းဖန်ပါကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့399 255 380 358ပဲဖြစ်ပါတယ်ဗျာကဲဒီလောက်ပါပဲအားလုံးအဆက်အစပ်ရအဆင်ပြေပါစီ သာသာပရိသသမီများအတွက်2025ခုနှစ်က10လပိုင်း10လစာအတွက်ဒိုးဆက်ပေးပါသာဝတိသာသမိတွေမှာကြားရောက်လာမဲ့ဒိုးဆက်နမိတ်ကပါပြလဲဆိုလို့ရှိရင် အပေါ်မှာ3အောက်မှာ3အဲ့ဒီနမိတ်ကိုကြားရောက်ပါတယ်အဲ့ဒီအတွက်ကြောင့်သာဝတိသာသမိတွေမှာဒီကာလအတွင်းမှာမိတ်ဆွေအပေါင်းအသင်းတွေနဲ့စိတ်ဝင်ကြွေးတာအဲ့ဒါလိုဟာမျိုးကြုံတွေ့နိုင်တယ်လို့အိမ်ဆောင်ရေးမှာလည်းတာယာမှု နေတာမျိုးဖြစ်တတ်ပါတယ် ဲ့တော့ဘဝနောင်ရေးအတွက်ဒီချိန်မှာပြင်းချောက်ချောက်ကြီးဖြစ်နေတတ်တယ်။ကိုရက်တည်ရတဲ့ဘဝကိုလောက်ကန်နေရတဲ့အခြေအနေဒီဒီကာလအတွင်းမှာစိတ်မပါသလိုလိုပါသလိုလိုဖြစ်နေတတ်တယ်။အဲ့တော့လုံရင်းကန်ရင်းနဲ့ပဲစိတ်တက်တွေကြာနေတာကိုကိုကိုအားမလို့အားမရဖြစ်တာအဲ့လိုဟာမျိုးတွေကြုံတွေ့နိုင်တယ်။ခရီးသွားလာမှုနဲ့ပတ်သက်လို့ရှင်လဲကြာတာပြေးသားသမီးတွေပါဒီကာလအတွင်းမှာခရီးစဉ်တွေအဆင်မပြေမှုတွေကြုံမယ်။ အဲ့တော့သွားမယ်လို့ယူဝဲလိုက်တာဟိုကအဆင်မပြေဒီဟာအဆင်မပြေအဲ့တလို့ဟာမျိုးဖြစ်တတ်တယ်လမ်းခီးမှာလည်းစိတ်ညစ်เสียကြံ့ကြာမှုအဲ့တလို့ဟာမျိုးတွေကြုံနိုင်တယ်အဲ့တော့ဂျာသာဘေးတာသမီးတွေဒီကာလအတွင်းမှာအဝေးတနေရာနဲ့ပတ်သက်ပြီးအဆက်အသွယ်တွေနဲ့ပတ်သက်လို့ရှင်လဲနည်းနည်းလေးညံ့နေတတ်တယ်အဲ့တော့နောက်ထပ်9ရက်ကျော်တာနဲ့နော်ဆယ်လာပိုင်း9ရက်ကျော်တာနဲ့ဂျာသာဘေးတာသမီးတွေအတွက်ကံကောင်းစရာတွေအဆက်အသွယ်ကောင်းတွေဝင်ငွေကောင်းတွေအကြံဉာဏ်ကောင်းတွေအဲ့တလို့ဟာမျိုးတွေ တကြောပြန်ပြီးတော့ကန့်ကောင်းတာမျိုးကြုံတွေ့ရပါလိမ့်မယ်။ဆယ်လာပိုင်း9ရက်နေ့ထိအောင်တော့ကြာတာပေးသားသမီးတွေကနည်းနည်းလေးညံ့နေတတ်တယ်။အဲ့တော့အဝေးတနေရာကမိကောင်းဆွေဟောင်းနေတဲ့အဆက်အသွယ်ရဖို့ဆိုလို့ရှိရင်တော့ဒီကာလအတွင်းမှာမဖြစ်နိုင်ဘူး။အဲ့တော့ဆယ်လာပိုင်း9ရက်ကျော်တာနဲ့အဆက်အသွယ်ကောင်းတရင်ကောင်းဝမ်းသာစရာပျော်ရွှင်စရာအဖက်ဖက်ကစိတ်ချမ်းသာစရာတွေကြုံပဲစက်ပစ္စည်းနဲ့ပတ်သက်လို့ရှိရင်လည်းပြုပြင်မှုမှန်ပြင်ဆင်တဲ့ကိစ္စတွေအဲ့ဒီကာလတွေမှာ ကိုယ်အတွက်ကံကောင်းပါတယ်။ရွှေတယ်နဲ့ပတ်သက်တဲ့ကိစ္စတွေနဲ့ပတ်သက်လို့ရှင်အမှုပညာနဲ့ပတ်သက်တဲ့ကိစ္စတွေမှာဆိုလို့ရှင်လေဆယ်လာပိုင်း9ရက်ရှိရအဲ့ကနေစတင်ပြီးတော့ဘဝမှာကံကောင်းမှုတွေအောင်မြင်မှုတွေကြုံမဲ့အိမ်ဆောင်ရေးနဲ့ပတ်သက်လို့ရှင်လေအကောင်းဆုံးတွေဆုံးဖြတ်တာမျိုးအကောင်းဆုံးအသာရာဆုံးဆိုတဲ့ဘဝတွေတိဆောက်ဖန်တီးနိုင်တာမျိုးကြုံတွေ့ရပါလိမ့်မယ်။အဲ့တော့ကြာသာပေးသားသမီးမိန်းမများဖို့ကတော့မိန်းကလေးများဖို့ကတော့ဆုံးဖြတ်ချက်တွေမှတ်တတ်တယ်ကိုလို့ချင်တာလုပ်မယ်တကူကောင်းဆန်မယ်အဲ့လိုအတွေးမျိုးတွေနဲ့ အချိန်ကြာမြင့်စွာကုန်သွားတာမျိုးအဲ့တလိုဟာမျိုးဖြစ်တတ်ပါတယ်အဲ့တော့ဂျာတာပရိသသမီးတွေအတွက်ကတော့ဒီကာလအတွင်းမှာဘာတွေကြုံမလဲဆိုလို့ရှင်တော့လုပ်ငန်းကိန်းကနေပတ်သက်ပြီးလို့ရှင်မကြခင်မှာဝင်ဝေကောင်းနေပြန်လဲရရှိလာမယ်ငွေကြေးတွေနဲ့ပတ်သက်ပြီးစကားနည်းနည်းပြောရတာမျိုးအဲ့တော့ဆုံးလို့လို့ဖြစ်တာမျိုးအဲ့လိုဟာမျိုးဖြစ်တတ်တဲ့အပြင်စိတ်တူစရာတွေကြုံတွေ့ရတတ်တယ်

သွားကျင်နိုင်မသွားပါနဲ့เนาะအဲ့ဒါလေးပဲစင်ကျင်ပေးလိုက်ပါအဲ့တော့အကောင်းဆုံးကတော့ဒီကာလအတွင်းမှာစပင်ရင်လေးကိုညှပ်လိုက်ပါကိုယ့်ရဲ့စပင်လေးကိုနည်းနည်းလောက်ဖြည်းဖြည်းစရီးလောက်ဖြည်းဖြည်းတီးလိုက်ပါအဲ့ဒါဆိုလို့ရှင်တော့ကန်ကောင်းသွားပါလိမ့်မယ်ကန်ကောင်းဖို့အတွက်ကတော့ဓာပေါက်စားပြီးဆူတောင်းမယ်ဓာပေါက်ဖျားမှလုမယ်အဲ့တော့ဓာပေါက်မရနိုင်တဲ့နေရာတွေမှာတော့ကျန်တဲ့မုတ်ဘတ်ထုတ်ရတာပေါ့နောက်ပြီးလို့ရှင်ပေါင်မုံထောဘတ်ထုတ်ရတာပေါ့အဲ့ဒီခါလေးလှူပြီးတော့ဆူတောင်းလိုက်ပါအဲ့တော့ဒီကာလအတွင်းမှာရှောင်းရမှာကတော့ တောက်ကြတက်နေလားအဲ့ဒီနေနဲ့ကိုရှောင်ပေးပါအဲ့ဒီနေနဲ့ကကို့အတွက်ဒီကာလအတွက်မှာဒုက္ခပေးတတ်တယ်စိတ်ညစ်အောင်ခိုက်တယ်လို့သူကပြတာပါပေါ့နော်အဲ့တော့ကံကောင်းမှုအတွက်ကသဖြင့်ဖြားလေးတွေညက်ပေးမယ်မနေ့တိုင်းပုံမှန်တန်ရှင်းရေးလုပ်မယ်အိမ်လည်းတန်ရှင်းရေလို့ကိုယ်တိုင်လည်းတန်ရှင်းရေလို့အတူတူဟာမှုလုပ်လိုက်ပါအားလုံးအဆင်ပြေသွားပါလိမ့်မယ်။ကဲဒီလောက်ပါပဲကျွန်တော်ကြော်စိမ့်ခံပါ။ကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့39 299 380 38ပဲ။ ဖြစ်ပါတယ်ဗျာအားလုံးအဆစရာအဆင်ပြေကြပါစေကျွန်တော်ကြော်စင်ဖန်ပါတောက်ကြသားသမီးများအတွက်ဆယ်လာပိုင်းတစ်လစာဒိုးဆက်ပေးတယ်အဲ့တော့တောက်ကြသားသမီးတွေပါပါနမိတ်ကြမလဲတောက်ကြသားသမီးတွေကတော့အပေါ်မှာနှစ်အောက်မှာဗလာအဲ့ဒီဥစ္စာကြားတယ်အဲ့တော့တောက်ကြသားသမီးဖြစ်တယ်ဆိုတဲ့အတွက်ကြောင့်ခရီးနဲ့ပတ်သက်ပြီးနှစ်ခါသွားတာ နှစ်ခါကြိုးစားရတာနှစ်ကြိမ်နှစ်ခါအဲ့နေရာကိုတွားရတာနှစ်ဦးနှစ်ယောက်နဲ့တွေ့ရတာအဲ့လိုဟာမျိုးလေးဂျုံနိုင်တယ်ဖြစ်နိုင်တယ်နောက်ပြီးတော့ထူးဆန်းတဲ့ခီးတခါမှမရောက်ဘူးတဲ့ခီးမျိုးတွေတွားရတာမျိုးတွေဖြစ်တတ်တယ်ငွေကြေးနဲ့ပတ်သက်ပြီးသူများကိုတာဝန်ယူအာမခံတာမလုပ်နဲ့ဗျလုံးလို့ရှင်တောက်ကြသားသမီးတွေဒီကာလအတွင်းမှာစိတ်ငြိမ်ရတတ်တယ်အဲ့တော့ဒီကာလအတွင်းမှာအပျော်ပါအရှုပ်ထွေးတွေရလည်းများတတ်တယ်နောက်ပြီးတော့ထူးဆန်းတဲ့ခီးတခါမှမရောက်ဘူးတဲ့နေရာမျိုးတွေရုပ်တရက်တွားတာမျိုး ကြုံတွေ့နိုင်တယ်။အဲ့ဒီမှာမိဟောင်းဆွေဟောင်းတွေမိတ်တဆွေတစ်တွေအတလူဟာမျိုးတွေအသိပညာဗဟုသုတတွေအများကြီးတိုးပွားလာနိုင်တယ်။ရက်ဝေးမြေကြားနဲ့အဆက်အသွယ်ကောင်းသတင်းကောင်းတွေရနိုင်တယ်။အဲ့တော့ပြီးခဲ့တဲ့လနဲ့စတင်ပြီးတော့ရင်မောလာတာဒီချိန်မှာတော့နည်းနည်းလေးတက်တာသွားပြီ။အဲ့တော့ဆယ်လာပိုင်း15ရက်နောက်ပိုင်းမှာတောက်ချောက်ကံကောင်းပါလိမ့်မယ်။အဲ့တော့ကံမတရားဆိုးရင်လည်းအဲ့ဆယ်လာပိုင်း လာကုန်ကန်ဒီပေါ့29 28အဲ့တလို့ဟာမျိုးတွေမှာနည်းနည်းလေးတတိထားရမယ်ဆယ်လာပိုင်းပေါ့နော်29 28အဲ့ရက်တွေမှာတတိထားရမယ်အဲ့တော့ဒီလာရဲ့အစပိုင်းမှာဆိုလို့ရှင်တော့သူတို့အတွက်ကဘာတွေကြုံနိုင်လဲလာရဲ့အစပိုင်းပထမ9လဟို9ရက်မြောက်မှာတော့နည်းနည်းလေးဆုံးဖြတ်ချက်တွေကနာမငြိမ်တာအတွေးခေါ်တွေအဆင်မပြေတာအဲ့တလို့ဟာမျိုးဖြစ်တတ်တယ်အဲ့တော့9ရက်ကနေပြီးတော့14ရက်အတွင်း9ရက်ကနေ14ရက်အတွင်းမှာဆိုလို့ရှင်တော့ အဲ့တော့ကိုယ့်ကိုယ်ကိုချုပ်ပြီးတာချိုးကြံတာချွေတာတာအဲ့ဒါလို့ဆင်ကျင်တာအဲ့ဒါလို့ဟာမှုတွေကြုံသွားနိုင်ပါတယ်အဲ့တော့ဒီတောက်ကြသားသမီးတွေမှာဒီကာလအတွက်မှာကံကောင်းဖို့အတွက်ဆိုလို့ရှင်တော့ဖျားဘူးခยีမကြမကြသွားပြီဘာသာရေးနဲ့ပတ်သက်တဲ့နေရာတွေကောင်းတဲ့နေရာတွေအဲ့ဒါလို့ဟာမျိုးကုသိုလ်ရမယ်အလုပ်မျိုးတွေကိုဒီဇိုင်းမမတ်လုပ်ပေးပါနောက်ခยีသွားမဲ့သူကိုစားစေးလမ်းစေးရဲ့အဲ့ဒါလို့ဟာမှုတစ်ခုခုလူတိုင်းပေးလိုက်အဲ့ဒါဆိုရင် ကျင်းတွေကိုကန်ကောက်သွားပါလိမ့်မယ်ဘေးရန်တွေရကင်းသွားပါလိမ့်မယ်နောက်တစ်ခုကအပျော်ပါကိစ္စတွေလုံးဝရှောင်တဲ့နေဘာကြောင့်လဲဆိုလို့ရှိရင်ဒီကာလအတွင်းမှာအပျော်ပါတွေမလုံးနဲ့လုံးရင်နောက်ကတလကျော်ရင်ချမ်းသာမဲ့ကိန်းကလွဲချော်သွားမယ်အဆင်ပြေမဲ့ကန်ကနေပြီးတော့လွဲချော်သွားနိုင်တယ်အဲ့တော့အထူးမှမယ်ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စတာဝန်ယူအာမခံတာမလုပ်ပါနဲ့ငွေကြေးမှမဟုတ်ဘယ်ဟာမှတာဝန်ယူအာမခံတာမလုပ်ပါနဲ့အမှုခင်းပြဿနာဆိုပိုဆိုးတာပေါ့နော်ကဲ ဲ့တော့ကန်ကောင်းဖို့အတွက်ကဘာတွေလုပ်ပေးရမလဲဆိုပေါက်စီဖျားမှာလူဝင်ပေါက်စီကိုယ်တိုင်လည်းစားပြီးစူတောင်းမယ်အဲ့ဒီအတိုင်းတွေလုပ်မယ်နော်နောက်ရှောင်းအမကတော့စနေနဲ့ပို့တော်ဘူးကိုရှောင်းမယ်စနေနဲ့ပို့တော်ဘူးဆိုတော့나ยีနဲ့ပတ်သက်တာတွေ나ยีနဲ့ပတ်သက်တာတွေအဲ့ဒါလိုဟာမျိုးရှောင်းပေးဒီကလာပြောမှာ나ยีဝင်တာ나ยีလက်ဆောင်ရတာ나ยีနဲ့ပတ်သက်တဲ့ဟာမျိုးတွေရှောင်းပါအဲ့အဲ့ဒါလေးပါပဲကဲဒီလောက်ပါပဲအားလုံးအစားအသောက်အဆင်ပြေပါစေတောက်ကြသားသမီးရောက်တိုင်းရောက်တိုင်း လူကဆန္ဒပြေးသွားပါစေကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့399-255-380-358ပဲဖြစ်ပါလေဗျာစနေသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါစနေသားသမီးတွေအတွက်2025ဆယ်လပိုင်းတလားစာဒိုးဆက်ပေးအဲ့တော့ဒိုးဆက်ပေးတယ်မှာဗာကြတယ်လဲဆိုလို့ရှင်တော့အပေါ်မှာ2အောက်မှာ6အဲ့ဒီဥစ္စာကိုကြာပါတယ်အဲ့တော့စနေသားသမီးတွေဒီကာလအတွင်းမှာကိုယ့်ကိုယ်ကိုအင်မတန်အားရတယ်ဂျင်းတ်တယ် အဲ့တော့ကြက်တိမ်မင်္ဂလာတိုးလာတာမျိုးကြုံတွေ့ပါလိမ့်မယ်ဒီတလာလုံးမှာပေါ့နော်အဲ့တော့ဒီတလာလုံးမှာစနေသားသမီးတွေပထမအဦးဆုံး9ရက်အတွင်းပေါ့နော်ပထမအဦးဆုံး1ရက်ကနေ9ရက်အတွင်းမှာဘာတွေကြုံမလဲဆိုလို့ရှိရင်ဆုံးဖြတ်ချက်တွေမှတ်တဲ့နောက်ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စမနိုင်ဝင်ထမ်းရတဲ့ကိစ္စအဲ့ဒါလိုပြဿနာတွေပေါ်တတ်တယ်နောက်ပြီးတော့အရှုပ်အရှင်းနာမည်ကုန်သတင်းနဲ့ပတ်သက်တဲ့ကိစ္စတွေမမျှော်လင့်မဲ့ရုပ်တရက်ထိုးပြီးကြာသွားတာမျိုးအဲ့ဒါလိုပါ ဖြစ်တတ်တယ်။အမှုပညာလုပ်ငန်းလုပ်ကင်နေတဲ့စနေသားသမီးတွေတတိထားပဲ။အဲ့တော့နောက်ပြီးတော့သွေးထက်တန်ယူနဲ့ပတ်သက်တဲ့ကိစ္စအရိဟာတဲ့နဲ့နှိစက်ပြီးတော့လုပ်ကင်တဲ့လူတွေအတွက်ကလည်းတတိထားမယ်ဒီမျိုးတွေပါပဲ။လူတိုင်းကိုမယုံသင့်ဘူးလို့ပြထားတယ်။လူယုံနေရကိုယ့်ကိုပြန်လဲပြီးတော့ဒုက္ခပေးတတ်တယ်။လူယုံတတ်လို့ဘာဖြစ်လဲဆိုလဲအဲ့လိုကိမျိုးတွေမှာသူကစနေသားသမီးတွေကြားရောက်နေပါလေ။ အဲ့တော့စနေသားသမီးတွေကဒီကာလအတွင်းမှာနောင်ရီတွေအတွေးပူတယ်ငါအသက်ကြီးသွားရင်နောင်လာတွေအတွက်အဲ့လိုဟာမျိုးဖြစ်တတ်တယ်အဲ့တော့9ရက်ကနေပြီး14ရက်အတွင်းမှာဘာတွေဖြစ်မလဲ9ရက်ကနေ14ရက်အတွင်းမှာဝမ်းနည်းမှုတွေကြုံမယ်အဲ့တော့ဝမ်းနည်းစရာတွေအကြောင်းတွေပေါ်လာတတ်တယ်အဲ့တော့14ရက်ကနေပြီးတော့နောက်ထပ်9ရက်အတွင်းမှာဘာတွေကြုံမလဲ အဲ့တော့နောက်ထပ်9ရက်အတွင်းမှာငွေရတဲ့သူတွေအတွက်ပြဿနာ ဖြစ်ရှင်းပေးရတာငွေရတဲ့သူတွေနဲ့ပတ်သက်ပြီးစိတ်ညစ်ရတာအဲ့လိုဟာမျိုးဖြစ်တတ်တယ်။နောက်ပိတ်ဆုံးခြုံငုံပြီးတော့ဗုဒ္ဓဘုရားသမီးအဲစနေသားသမီးတွေဒီတလာလောက်မှာပါလိဖြစ်မယ်။အဝေးတနေရာနဲ့ပတ်သက်တဲ့ကိစ္စတွေပဲကံကောင်းပါလိမ့်မယ်။အဝေးတနေရာနဲ့ဆက်သွယ်တာအဝေးတနေရာနဲ့အယောင်းဝယ်လုပ်တာအဝေးတနေရာနဲ့အကြောင်းပြုပြီးတော့သူကဝင်ငွေကောင်း အဲ့တော့အကြံဉာဏ်ကောင်းအကုန်လုံးကံကောင်းပါလိမ့်မယ်လို့ပြထားပါတယ်အနီးနားနဲ့ပတ်သက်ပြီးလို့ရှင်တော့ဘလို့နီးနဲ့မှအဆင်ပြေမှုအားနေပါတယ်အဲ့တော့ဘုဒ္ဓဒီစနေသားသမီးတွေမှာကံတွေအားလုံးကောင်းဖို့ဆိုလို့ရှင်တော့နံပါတ်1အိမ်သားရေးစေးမယ်နံပါတ်2တောက်ရေကိုယ်တိုင်ရေးထက်တောက်ရေအဲ့ဒါတွေပဲလှူဒန်းပေးအဲ့ဒီဟာတွေလုပ်ပေးလိုက်ပါအဲ့တော့ကံကောင်းဖို့အတွက်ဆိုလို့ရှင်တော့ဘာတွေလုပ်ပေးရမလဲဆိုလို့ရှင်တော့ ပဲရဲ့နို့ရဲ့နော်ပဲရဲ့နို့ရဲ့အဲ့ဒီဥစ္စာကိုလူပါပဲလူလို့ရတယ်နွားလို့လူလို့ရတယ်ပဲလို့လူလို့ရတယ်စသည်အားဖြင့်အဲ့ဒါလို့ပါမို့အဲ့တော့နိုင်ငံရဲ့ချားမှနေတဲ့သူကပဲနို့တောက်ပြီးတော့စူတောင်းနော်အဲ့ဒီအတိုင်းလေးလုပ်ပါပဲနဲ့ပတ်သက်တာလေဒီကာလအတွင်းမှာကံကောင်းဖို့အတွက်များများလူပါများများစားပါလို့ပြောကြပါတယ်အဲ့တော့ ရှောင်းရမှာကတော့ဘာတွေရှောင်းသင့်လဲဆိုလို့ရှင်ကော်တယ်ပစ္စည်းတွေဒီကာလအတွင်းမှာအဝယ်မခံတဲ့ကော်တယ်ပစ္စည်း fiber တို့ကော်တယ်တို့အဲ့ဒါလိုဟာမျိုးတွေကကိုယ့်အတွက်ဝင်လာရင် ခိုက်တက်တယ်ဗျအဲ့ဒါလေးပါပဲကဲအားလုံးအဆက်အသွယ်ရအဆင်ပြေကြပါစေရေရရအနေနဲ့ဘာလုပ်ရမလဲဆိုလို့ရှင်အိမ်သာရေးစေးမယ်အဲ့ဒါအဲ့ဒါလေးပဲလုပ်ပေးအိမ်သာစေးပြီးတော့အလိုရှိရဆူတောင်းလိုက်ပါအားလုံးအဆင်ပြေသွားပါလိမ့်မယ်ကဲဒီလောက်ပါပဲစနေသားသမီးအားလုံးနဲ့တော့ခုနေသားသမီးအားလုံး အရောက်တိုင်းရောက်တိုင်းကျမ်းမာချမ်းသာလူဝဆန္ဒပြုပါစေလို့ဆန္ဒပြုမြတ်တာပို့ပါတယ်ဗျာ